မင်္ဂလာပါခါနာရာတွေတင်မာနာရာတွေကိုတတ်တာစီမဲ့လေ့ကျင့်ခန်းတွေသုံးခုကိုဝေမျှပေးခြင်းပါတယ်ဒီလေ့ကျင့်ခန်းတွေကိုဝေယာမအနေထားနဲ့ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးကတော့ဝေယာမအနေထားနဲ့ပဲခြေထောက်လေးကိုအနေငယ်လေးခွဲလိုက်မယ်ပြီးနည်းငယ်ခွဲပြီးသွားလို့ရှိရင်ခြေထောက်နှစ်ခုကိုပြိုင်လူလေးကွေးမယ်ဖြည်းဖြည်းချင်းလေးပြန်ချမယ်ကွေးတဲ့ချိန်မှာတော့ခြေပြားလေးကိုကော်ထားပြီးဖို့လိုပါတယ်ဗျကွေးမယ်ဖြည်းဖြည်းချင်းပြန်ချမယ်ဒီလေ့ကျင့်ခန်းလေးကပေါင်နောက်ကနေစပြီးတော့တင်မာမှာရှိတဲ့တင်မာမှုတွေကို ပြည့်ရစေတဲ့ကြွက်သားတွေကိုလည်းလှုပ်ဆော်ပေးတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကို15ဒီ3ကြောလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဒုတိယလေ့ကျင့်ခန်းလေးကတော့ခုနကကွေးတဲ့အတိုင်းလေးပဲထောင်ရလေးနေလိုက်မယ်ထောင်ရနေပြီးတော့လို့ရှိရင်ဘေးလေးကိုနည်းနည်းစီစောင်းပေးရမှာဖြစ်ပါတယ်ကြောင်လေးကိုဘေးလေးကိုနည်းနည်းစီခန္ဓာကိုယ်လေးလှည့်ပြီးမှစောင်းပေးရမှာဖြစ်ပါတယ်ဗျ ဒီလေ့ကျင့်ခန်းလေးကတင်မပေးတယ်ခါးတွေမှာရှိတယ်တင်မမှုတွေပြေရော့ပေးတယ်ဆိုရင်ခန္ဓာကိုယ် rotation movement တွေကိုလည်းအခုကောင်းမွန်စေဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုဘယ်ညမှာတစ်ချိန်လုံးသတ်မှတ်ပြီးတော့10ချိန်၃ကြော့လောက်ပြုလုပ်ပြရမှာဖြစ်ပါတယ်တတိယလေ့ကျင့်ခန်းလေးကတော့ခြေထောက်လေးကိုခုနအနေထားတိုင်းကိုးတင်လိုက်မယ်ကိုးတင်ပြီးတော့နှစ်ဖက်လုံးဗျာလူလေးခြေပြားလေးကိုကော်လိုက်မယ်ပြီးရင်ခြေပြားလေးကိုပြန်ပြီးဆက်ထုတ်မယ်ဒီအနေထားလေးတိုင်းပဲ ခြေပြားလေးကောမယ်ခြေပြားလေးဆမ်းမယ်ဒီလိုလေးပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကခြေစလုံးနဲ့ညိုတကြီးတွေမှာရှိရဲ့ကြက်သားတွေကိုလှုပ်ဆော်ပေးတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဆရာအပြင်သွေးစီဆင်းမှုကိုပုံပုံကောင်းမွန်စေဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကို15ရက်၃ကြောလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခု ပြခဲ့တဲ့လေ့ကျင့်ခန်းလေးတို့ကတင်မာရီခါရီမှာရှိတဲ့တဲမာမှုတွေကိုဖြည့်ရောက်ပေးတဲ့လေ့ကျင့်ခန်းလေးဖြစ်တဲ့အင်းချောင်းမှာရှိတဲ့ကြွက်သားလေးတွေကိုဝေယားမောက်နေထားတဲ့လှုပ်ဆောင်ပေးနိုင်တဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ် လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေတဲ့အဆင်ပြေမယ်အကျိုးရှိမယ်ကျွန်တော်ပြောနိုင်ပါတယ်ဗီဒီယိုလေးကိုစောင့်နေတည်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုမူလေးပါပေါင်မြာကျော်တဲ့သူတွေနဲ့အလုံများလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကုညီလေးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်